Thank you. 2025ခုနှစ်မေလ16ရက်မှာကြာရောက်တဲ့ရှုပ်မြင်အပတ်စဉ်သတင်းကနေပြန်လည်ကြိုဆိုပြစီဒီတစ်ပတ်သတင်းတွေကတော့အထင်လေးထိန်းချုပ်ထားတဲ့နောင်ချိုမိုးကုတ်မိုင်းငွန်နဲ့မန်တုံမြို့နယ်ကိုစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့လာရှိုးမြို့နယ်မူဆယ်မြို့မှာတကိုးတွေကိုပြည်သူတွေကတာကိုထုကိုထဖမ်းဆီးနေကြပါတယ် SSPB တပ်ရဲ့ပြစ်ခတ်မှုကြောင့်လက်မခံမြို့နယ်ကဒေသခံတအူးဒဏ်ရာရခဲ့ပါတယ်ဒီသတင်းနဲ့အပြင်တခြားသတင်းတွေလည်းကြားဖို့ရှိပါတယ် ရှမ်းပြည်ဒုတိယပါတီ SSPP ရဲ့ပြခတ်မှုကြောင့်နမ်ခမ်မြို့နယ်ကအမျိုးသားတဦးဒဏ်ရာရခဲ့ကြောင်းဖြစ်စဉ်ကိုသိရှိရသူတဦးရဲ့ပြောပြချက်အရတည်ရပါတယ်။အသက်30နှစ်အရွယ်ဦးညီထွေးဟာမူဆယ်မြို့နယ်ဆယ်လန်ရွာမှာအလုံလာလောက်တာဖြစ်ပြီးမေလ10ရက်မနက်9:00နာရီဝန်းကျင်မှာနှက်မလောင်းရွာဖက်ဟင်ရွာရှာချိန် SSPP ရဲ့ပြခတ်တာခံခဲ့ရတာဖြစ်ပါတယ်။ဥညိထွေးဟာနမ်ခမ်မြို့နယ်မန်ဘူးရွာစာတိဖြစ်ပြီးလက်ရှိမှာတော့နမ်ခမ်တီတူစေယုံမှာကုတမခံယူနေရပါတယ် တိခတ်မှုနဲ့ပတ်သက်ပြီး SSPB ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမျိုးဆိုင်ပုံဟန်ကိုရွှေပြည်မြအစာပို့တာနဲ့ဖုန်းခေါ်ဆက်တွေမေးမြန်းထားပေမဲ့အကြောင်းပြန်လာမရှိသေးပါဘူး။ကျန်ရည်ထိ ंच ောက်ထားတဲ့မိုင်းငေါ်အောင်ရှုမုကုံရဲ့မန်တုံမြို့နယ်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခတ်ခဲ့လို့အရက်သားတအူးတိစုံခဲ့ပြီး6ဦးဒဏ်ရာရခဲ့ကြောင်းဒေတာခန်ရဲ့ပြောပြချက်အရတရားပါတယ် မေလ12ရက်ည9နာရီဝန်းကျင်မှာမိုင်းငုံမျိုးကစတင်ကြောင်းဤကိုဘုံလေးလုံးကျဲချခဲ့တာည10နာရီဝန်းကျင်ကလည်းမန္တုံမျိုးအောင်ချက်ကရုပ်ဘက်ကိုဘုံကျဲတက်ခတ်ခဲ့လို့အရက်သားတူတိစုံခဲ့ပြီး6ဦးဒဏ်ရာရခဲ့ပါတယ်မေလ13ရက်ည10နာရီကျော်ကလည်းနှောင်ချူမျိုးစည်းရုပ်ဘက်ကိုဘုံကျဲတက်ခတ်ခဲ့လို့နေအိမ်တွေထိခိုက်ပျက်စီးခဲ့ရပါတယ်စစ်ကောင်စီနဲ့တောင်းတမလို့တရုတ်နိုင်ငံကူမင်းမျိုးမှာတွေ့ဆုံဆွေးနွေးမှု ပြက်ပြီးတဲ့နောက်တန်းတက်ထိန်ချုပ်နေတာမန်တုံမိုးကုတ်ကြောက်မင်းမိုင်းဝန်းနဲ့နောင်ချုံမြို့ထဲကိုလေကြောင်းတိုက်ခတ်မှုဆက်တိုက်လှုပ်ဆောင်နေတာတွေ့နေရပါတယ်။ဒါ့အပြင်နောင်ချုံမြို့နယ်မှာလည်းစစ်ကောင်စီတပ်ကအစိမ့်ဝေးပုံကျဲချတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။စစ်တပ်ကမီလာကဝတီတလာကြအပြစ်ခက်ရစဲကြောင်တက်တန်ထတ်တူထားတယ်လို့ပြောဆိုထားပြီးမြဲတအောင်တက်ထင်းချုပ်ထားတဲ့ဒေတာတွေကိုလေကြောင်နဲ့တိုက်ခိုက်နေတယ်လို့နှောင်ချုံမြို့နယ်တောင်ခန်းနဲ့အုံတီဖက်ကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေပါဗျာ ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့လာရှုံမြို့ရှိလူစီကားနဲ့မန်စုကျောင်းကြီးမှာတနက်ထောက်ဓမြတိုင်မှုထမှန်ဖြစ်ပွားခဲ့ပါတယ်။မေလ23ရက်နေ့လယ်တနာရီကျော်မှာမန်စုကျောင်းအနီးဆိုင်ကမောင်းနေတဲ့အမျိုးသမီးတယောက်ရဲ့ရှိကိုကားနဲ့ပိတ်ရပ်ထားပြီးတော့တနက်ထောက်ပြီးဒူးမဆွဲထားတဲ့ဆွဲကြိုးကိုဖြုတ်လုပ်သွားခဲ့ကြောင်းပြည်စင်ကိုတရှိရသူအမျိုးသားပြပြချက်ရတရားပါတယ်။ ဓမြအခွက်ဟာတနက်ပါတာကြောင့်ပဝင်ကျင်ကမြင်တွေ့ခဲ့ကြပေမဲ့တစုံတစ်ခုအကူအညီလှုပ်ဆောင်ပေးတာမရှိဘူးလို့ဆိုပါရယ်။ရွှေပြည်မြောက်ပြည်စုထားတဲ့စီရင်အရာစစ်ကောင်စီတပ်ပြန်လည်ဝင်လာပြီးတဲ့နောက်ဒီနေ့ဒီလာရှုံမြို့မှာခုံမှုလူရဲမှုနဲ့ဓမြတိုင်မှုစေချိန်ထပ်မင်းဖြစ်ပွားခဲ့ပါရယ်။ လက်ရှိမှာတခိုးဓမြတွေကိုစစ်ကောင်စီတပ်ကဖမ်းဆီးအရေးယူတာတွေမလုပ်ဆောင်နိုင်တာကြောင့်ဒေတာခံတွေကိုနီကိုဟန်နဲ့ဖမ်းဆီးနေရပြီးမေလ12ရက်ရက်ွက်တည်ရှိနေအိမ်တစ်ခုထဲဖောက်ဝင်တဲ့တခိုး၃ယောက်ထဲကတယောက်ကိုဒေတာခံတွေကဖမ်းဆီးရမိခဲ့ပါတယ်အလားတူဒီခဲ့တဲ့မေလ9ရက်ကလည်းယူဆယ်မျိုးကတခုနှုတ်ကိုဒေတာခံတွေကကိုတူကိုထဖန်စီရမိခဲ့ပါတယ် တက်ထင်တွေထိ ंछ ုပ်ထားတဲ့မန္လေးတိုင်းမူကုံမြို့အရှိပိုင်းကိုလက်ပစ်ဘုံပောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်ဟာမေလ17ရက်ည9:00နာရီဝန်းကျင်မှာမူကုံမြို့အရှိပိုင်းဘိန်းတောင်ရပ်ကွက်မှာရှိတဲ့ Music Zone ဘာရှင်မှာအမြင့်တိအမျိုးသားတို့ကလက်ပစ်ဘုံနှလုံးလာရောက်ပစ်ခတ်တိုက်ခတ်ခဲ့ပါတယ်။လက်ပစ်ဘုံဟာလမ်းမသာပောက်ကွဲတာကြောင့်လူထိခိုက်ဒိဆုံးတာတော့မရှိပေမဲ့ဘိုင်းရဲ့အဆောက်အအုံတချို့ထိမှန်ပျက်စီးခဲ့ပြီးအနီးအနားရှိကားတွေလည်းထိခိုက်ပျက်စီးခဲ့ကြောင်းဖြစ်စဉ်ကိုသိရှိရသူဒေတာခန်တူကပြောပါရစေ။ လက်နက်ခိုးရောင်းတဲ့ထောက်ကိုတက်တာနှုတ်ကိုဝတ်ဒီတွေးစီညညရေးတမလို့ UWSA ကဒေတာနဲ့ထောင်တန်းနေရှိချခဲ့ကြောင်းဒေတာခဏရဲ့ပြောပြချက်အရတည်ရပါတယ်။အဲ့ဒီနှုတ်ကိုမေလ14ရက်မနေ့ရှင်းနိုင်ရုံကျင်းမှာ UWSA ရဲ့ဌာနချုပ်ဖြစ်တဲ့ပန်ဆန်းမြို့မှာတရားစီရင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနှုတ်ထက်ကကိုယ်တိုင်ရောင်းဝယ်တဲ့သူကိုတည်တံပေးခဲ့ပြီးကြံရပါဖြစ်တဲ့နောက်ထပ်တူကိုတော့ထောင်နဲ့20ဝန်းကျင်အထိချမှတ်ခဲ့တာဖြစ်ပါတယ် ၎င်းမျိုးသားလူဦးဟာ UWSA ရဲ့ထောက်ပို့ရုံးကလက်နက်တွေကိုဖြစ်နေစီခွေးရောက်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်နေပေမဲ့ရှုပ်မြင်ရတော့တီချာအတူတူနိုင်သေးပါဘူး UWSA ကလည်းသူတို့နှုတ်ဟာလက်နက်တွေကိုတိုင်းတားလက်နက်ကန်အဖွဲ့တွေစီကိုတာရောင်းချခဲ့ကြောင်းပြောကြားထားပြီးဘယ်အဖွဲ့လဲဆိုတာကိုတော့တိတိကျကျထုတ်ပြန်ပြောဆိုထားတာမရှိခဲ့ပါဘူးဒီတစ်ပတ်သတင်းတွေကိုဒီမှာပဲရှင်းလင်းပြပြပါရှင်ပြည်ရဲ့အပတ်စဉ်သတင်းကိုကြည့်ရှုနားဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်